အက်ဒမင်တို့အခု Google ကနေပြီးတော့ UNHCR Malaysia website ကနေတဆင်ပေါ့နော် ISC ဌာနရဲ့ website ကိုတွေ့ကြည့်မယ်ဘလို့ရှာရမယ်ဆိုတော့ resettlement resettlement malaysia ဆိုပြီးတော့ရှာကြည့်မယ်အဲ့ဒီမှာဒီအပေါ်ဆုံးကဟာကိုလင်ထောင်မယ်တစ်ခါလေကြာဒီနာလောက်မှရှိတယ်နော်ဒီမှာ resettlement ထောက်လိုက်မယ်ထောက်လို့ရှင်ဗာတဲ့င်းတွေရှိလေကြည့်မယ်ပေါ့နော် ဒီမှာညမာလိုပြောင်းလိုက်မယ်ညမာလိုပြောင်းလိုက်ဘာရေးရလဲဆိုတော့ဒီမှာဒါလေးတွေဖတ်ကြည့်လို့ရတယ်ဗောနော်ဒါလေးတွေဖတ်ကြည့်မယ်ဟိုးအရင်ကဆိုလို့ရှိရင်ဒီအရေးဘာတွေမရှိဘူးအရေးကြီးတဲ့အချက်ဆိုတော့သူကဘာပြောရလဲဆိုတော့ပြန်လဲနေရာချဒါရီထဲတင်စဉ်းစားမှုများကတဲ့တင်ထောင်းဆိုမှုများသူ့မဟုတ်လျှောက်ထားချက်များပေါ်မူတင်ခြင်းအခြေခံခြင်းမဟုတ်ပါတဲ့ပြောရခြင်းတဲ့ဘောပါเนาะ UNHCR ကရှိတယ်လေတတိယနိုင်ငံထွက်ခွင့်မရှိဘူးဗော အဲ UNAC ကအကယ်လို့ကိုက ခွင့်ရရှိရေ UNAC ကကအင်တာဗျူးကိုခေါ်လိုက်တဲ့အခါမှာကိုကအမိမြင်မှာဖန်နှိပ်ဆက်ခံရဖိနှိပ်ခင်ပြပြနေခံရတဲ့တခုခုကိုတင်ပြခဲ့လို့ရှိလို့ရှိရင် အကျုံးဝင်လို့ရှိရင် तू ကတတိယနိုင်ငံ ကို तू ကတင်ပြပေးတယ်အကယ်၍အချက်လက်ကမခိုင်လို့မခိုင်လုံလို့ရှိရင် သူမတင်ပြပေးဘူးကိုကသွားပြောပေါ့နော်ကျမတို့တတိယနိုင်ငံပို့ပေးပါစတင်ခြင်းမှာတဲ့မေးပို့ခြင်းမှာအဲ့လိုမရဘူးဆိုတဲ့သဘောသူကပြောတာပေါ့နော်အဲဒီမှာကျတော့ interview နဲ့ပတ်သက်တဲ့အကြောင်းလေးဆောနာအက်ဒမင်ပြောသလိုပေါ့အဲအရေးချင်းပြည့်မီကြောင်းပေါ့အရေးချင်းဒုက္ခတဲ့အရေးချင်းပေါ့ပြည့်မီလို့ရှင်ကိုကအမိမြင်မှာတကယ်ဖိနှိပ် နှိနှိဆက်ညှဉ်းပန်းခြင်းခံရတဲ့အကြောင်းကိုကိုကကောင်းကောင်းမွန်မွန်တင်ပြခဲ့လို့ရှိလို့ရှိရင် officer သဘောကျပြီးတော့သူကနေပြီးတော့တတိယနိုင်ငံပို့တဲ့ဌာန IRC ကိုတင်ပြပေးတယ်ပေါ့နော်အနည်းဆုံး9လလောက်တော့ကြာတယ်အများဆုံးတော့2နှစ်အနည်းဆုံးတော့9လတချို့ဆို9လလောက်ပဲကြာတယ်အဲဒုတိယအဆင့်ဖြစ်တဲ့ OPU ကိုခေါ်လာတော့တာပဲနော် အဲ့အဲ့ဒီမှာအရင်ကဒီနေရာမှာဆိုလို့ရှိရင်ဒီဒီပုံရဲ့အောက်နာမှာဆိုလို့ရှိရင် CASI ဆိုတော့အပြောင်းလဲလေးရှိတယ်ပေါ့နော်အရင်တော့ admin ခဏခဏတင်မိတယ်အဲ IRC ကိုဆက်သွယ်ဖို့ email တွေပြီးတော့ဖုန်းနံပါတ်တွေပေါ့နော်အဲပြီးတော့ IRC website ကိုကြည့်တယ်အဲ link လေးတွေပါတယ်အကုန်လုံးရှိတယ်အခု तू ကဒီဘက်ကပိတ်ချလိုက်တော့အဲ့ဒီ website ပါ तू ကအကုန်လုံးထောက်ပလိုက်တယ် ဒီလားသူတို့ပညာရှင်တွေလောက်တာပေါ့ကိုယ်တွေလည်းနားမလဲဘူးအဲ့ဒီဖုန်းနံပါတ်ပါကိုယ်တွေဆက်လို့မရတော့ဘူးပေါ့နော်အဲ ISCO ကျမရဲ့အစင်ဘယ်အထိရောက်ပြီလဲကျမရဲ့အမှုတွေကိုဟိုပြောအမှုတွေကိုတည်ကျင်လို့ပေါ့အဲ့လိုတော့ဖုန်းဆက်လို့မရဘူးပေါ့နော်ဖုန်းဆက်လို့လုံးဝမရအောင်သူတို့လုံးဝ line ကိုပိတ်ထားတာကိုယ့်ရဲ့အမှုတွေကိုက OB ပြီးသွားပြီ complete ဖြစ်လာသွားကြည့်ချင်လို့တော့မရဘူးပေါ့နော်အဲသုံးတော့အခုပြည်ပြီအခုဒီလဲ website ကလည်းမပွင့်သေးဘူးဗာတရင်မှလည်းမကျင်ညာသေးဘူးပြီးတော့အခုမှဟိုးအရင်တော့တစ်ခါမှ delivery မထုတ်ပြန်ဘူးပေါ့နော်အခုမှအရေးပါတဲ့အတိအတိပေးချက်ဆိုပြီးတော့ American ပြည်တော်စုအစိုးရကဒုက္ခသည်ဝင်ခွင့်အစီအစီအစဉ်ကို US US ကနေပြီးခဏဆိုင်းငံ့ထားကြီးညာခဲ့တယ်တာကြောင့်မို့လို့ပေါ့နော်ဒီလိုလို့ရှိရဆိုတဲ့ကြောင့်အချိန်ရလို့ရှင်ဒါလေးဖတ်ပေးပါအကြောင်းထွက်တာတွေပါတယ်မလုံနေပေါ့ရေးထားပေးတယ်ဒီမှာဖတ်ကြည့်မယ် အကယ်လို့သုံးလနေတော့မှဒီဒီအဝါရောင်အဝါရောင်ဒီ notice ဆာအကယ်လို့ပြတ်သွားလို့ရှိလို့ရှင်တော့ကိုယ့်ရဲ့အစီအစဉ်တွေပေါ့နော်ဖုန်းဆက်တာတို့ update လုပ်တာတို့အဲ RC ပြီးသွားပြီးမှခလေးမွေးတာတို့အဲမိသားစုဝင်ရောက်လာတော့ဘာလို့ဆို update ဝင်လုပ်လို့ရတယ်ပေါ့ဒီမှာဒီတစ်ခုဒါလေးလည်းဖတ်ကြည့်လို့ရတယ်ပေါ့နော် ပြီးတော့ကိုတခုခုတည်ကျင်တယ်ပေါ့နော်ဒီတတိယနိုင်ငံနဲ့ပတ်သက်တဲ့မိကွန်းနဲ့မိကျင်လို့ဆိုရင်ပြည်လည်နေရချတိုက်ဆိုင်တာမိကွန်းများကို ဝင်လိုက်မယ်ဝင်လိုက်ပြီးတော့ဒီမှာဖတ်ကြည့်မယ်ပေါ့ဒါလေးဖတ်လို့ရပေါ့အအမှုတော်နဲ့ပတ်သက်ပြီးဆွေးနွေးတိုင်ပင်ရန်ဘယ်လိုဆောင်ရွက်ကြမလဲပြီးတော့ UN ကရှိတဲ့တတိယနိုင်ငံကိုဘယ်တော့ခေါ်မလဲပြီးတော့တတိယနိုင်ငံအင်တာဗျူးဖြေဆိုပြီးပြီးဘယ်တော့လောက်လက်ခံမှာလဲစသဖြင့်ပေါ့မိကွန်းနေမိလို့အဲမိမိကွန်းနေမိရတာလည်းဒါသူပြောပြတာတွေအမေးများတဲ့မိကွန်းနေပေါ့နော်ဒါတွေကိုပြောပြတာပါတယ်အချိန်ရရင်ဖတ်ပြပါ အားလုံးပဲတတိယနိုင်ငံကိုဒီဘက်ကနေပွင့်လာပြီးတော့လမ်းကြောင်းနေပွင့်လာပြီးတော့အမြန်ဆုံးရောက်ရှိကြပါသည် US ကတော့ပိတ်လိုက်အခုလောလောဆယ်ပိတ်ထားတယ်ပေါ့နော်တခြားဂျပန်တို့ကိုရီးယားတို့ try ကြည့်လို့ရတယ်ပေါ့နော်